အခွန်ရှော့ချကောက်ခံခြင်းကြောင့်အမေရိကန်အလုတ်သမားတွေရဲ့ဝင်ငွေကိုတိုးလာစေနိုင်တဲ့ Trump ရဲ့ Big Beautiful Bill စနေလွတ်တော်မှာမေးခွဲဆုံးဖြတ်ရမှာ50 50မင်းနဲ့တရေဖြစ်နိုင်တာကြောင့်ဒုတမတ JD Vance ကမေးထည့်ဖို့ရန်စနစ်ကိုရောက်လာနေပါပြီ Hello အားလုံးပဲမင်္ဂလာပါမြန်မာ Focus YouTube Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ် ဒီနေ့တော့အခွန်ပေးတဲ့အလုပ်ကိုလုပ်ကင်နေတဲ့ American တွေအားလုံးအတွက်တည်င်းကောင်းဖြစ်တဲ့ Big Beautiful Bill အကြောင်းနောက်ဆုံးရတည်င်းစီးနှစ်ရဲ့နောက်ဆုံးအခြေအနေတွေနဲ့ဒီဥပဒေမူကြအနိုင်ရခဲ့ရင်ဘယ်လိုအကျိုးရှိနိုင်မလဲစတာတွေကိုဝင်မြပေးချင်ပါတယ်။ Wow အားလုံးတဲ့တည်င်းကောင်းပဲဟဲ့ The Big Beautiful Bill ကကျွန်မဗီဒီယိုလုပ်နေစမှာပဲစီးနှစ်မှာသူ့တမတရဲ့မင်းနဲ့အနိုင်ရသွားပါပြီ။ ဒီဥပဒေမူကြမ်းတရားဝင်ဖြစ်လာဖို့ကလက်တကမ်းပဲလိုပါတော့တယ်။အလုံးတိကျမယ်လို့ထင်ပါတယ်။ဒီမူကြမ်းတရားဝင်ဖြစ်လာဖို့က concrete ရဲ့လွတ်တော်နှစ်ခုစလုံးမှာမေ့နိုင်ရမှာပါ။အဲ့ဒီနောက်မှာတမတကလက်မှတ်ထိုးအတိပြုရမှာဖြစ်ပါတယ်။ဒီမူကြမ်းရဲ့လက်ရှိအခြေအနေကတော့အောက်လွတ်တော်မှာကတော့မေ့အနိုင်ရခဲ့ပြီးဖြစ်ပြီးအထက်လွတ်တော်မှာကတော့လက်ရှိမှာဆွေးနွေးနေစေဖြစ်ပါတယ်။တမတထမ်ကတော့ဆိုင်းထိုးဖို့အစဉ်အသင့်စောင့်နေတဲ့အနေအထားမှာရှိပြီး အချက်လွတ်တော်ကိုလည်း July 4 American ရဲ့လွတ်လပ်ရေးနေ့နောက်ဆုံးထားပြီးအဆုံးတက်စေဖို့သူ့စပွဲပေါ်မှာမြင်ချင်တယ်လို့တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒီပွင့်ရဲ့အကြံပေးကောင်စီရဲ့သုံးသက်ချက်အရ Big Beautiful Bill အနိုင်ရခဲ့ရင် American တမိုင်းမှာအမြင့်ဆုံးအခွန်လျှော့ချမှုအဖြစ်တမိုင်းတွင်သွားမှာဖြစ်ပြီးအလုတ်အကင်အတစ်9တန်းကျော်ဖန်တီးနိုင်မယ်။ American ရဲ့စီးပွားရေးကိုသုံးသက်သမတ်တရခိုင်နှုန်းထိတိုးတက်စေမယ်။အခွန်ကောက်နှုန်းလျှော့ချမှာဖြစ်လို့အလုတ်သမားတဦးရဲ့တနည်းဝင်ဝင်15ရာခိုင်နှုန်းခန့်တိုးလာမှာဖြစ်ပြီးမိသားစုဝင်၄ယောက်ရှိတဲ့မိသားစုတစုရဲ့တနည်းဝင်ဝင်က13000ခန့် ပိုတိုးလာမှာဖြစ်တယ်လို့တမတတ်ထရမ်ကလူထုနဲ့တွေ့ဆုံစဉ်ပြောကြားသွားတာဖြစ်ပါတယ်။၎င်းအပြင်တင်မနီရတဲ့ပတ်စံနဲ့အချင်းပိုဆင်းတဲ့နိုင်ရည်တွေအပေါ်အခွန်လောဝကောက်တော့မှာမဟုတ်ပါဘူး။ဒီအချက်ကလည်းအလုတ်ကျိုးစားတဲ့သူတွေအတွက်ဝန်တာစီယာတည်င်းတစ်ခုဖြစ်မှသေးချပါတယ်။အခြားတစ်ဖက်မှာလည်းတရားမဝင်နေထိုင်သူတွေကို ပေးနေတဲ့ ဖူစတမ်လို့ခေါ်တဲ့အစာတောက်ပန့်ပိုးမှုနဲ့မက်ဒီကိတ်လို့ခေါ်တဲ့ကျန်းမာရေးဆိုင်ရာဆေးကုသစရိတ်ပန့်ပိုး မှုတွေကိုစစ်စစ်ထက်တောက်သွားမယ်လို့သတင်းစာရှင်းလင်းပွဲမှာကြေညာထားပါတယ်။ဒါကလည်းအလုတ်ကျိုးစားတဲ့အမေရိကန်အလုတ်သမားတွေအတွက်မျှတမှုမရှိဘူး။သူတို့ပေးတဲ့အခွင့်အရေးနဲ့တရားမဝင်ဝင်ရောက်လာတဲ့ဥပဒေချိုးဖောက်သူလူတက်သမားမဒိန်သမားတွေကိုပန့်ပိုးနေတာဟာအသိပ္ပယ်မရှိဘူးလို့ဆိုပါတယ်။လက်ရှိစစ်နေမှာအနိုင်ရနိုင်ခြေရှိသလားဆိုရင် ရှိပါတယ်လို့ပြောရမှာပါ။အထက်လူတော်စစ်နေမှာလူတော်အမတ်တရားရှိပြီး Republican တွေကကြီးစိုးထားတာပါ။တမတထရမ့်ရဲ့ Republican Party ကထိုင်းခုံ53ခုံပိုင်ဆိုင်ထားပြီး Democratic တွေက55ခုံနဲ့ Independent က2ခုံပေါင်း58ခုံပိုင်ဆိုင်ထားကြပါတယ်။လက်ရှိမှာ Republican လွတ်တော်အမတ်53ဦးအနက်2ဦးကစန့်ကျင်မဲ no ပေးနေတာပါ။ထို Republican လွတ်တော်အမတ်2ဦးကတော့ North Carolina လွတ်တော်အမတ် ทอมทิลิสเนี่ยเคนทากีลุดอมัดเรนพอตัวพิจารณาเลยดาเจ้าลุงเข่เดสนีเนี่ยนี่เมเปมูมา9 7 4 9เมตา ยาชิเคบีรีพับลิกันเมนเมส่งชงเคยาบาเรดีโมแครตติกတွေก็တော့ตะหยอมมา yes မပေးจาပါဘူးတို့တော့ဒီเมက ပထမအဆင့်ဆွေးနွေးမှုတာဖြစ်ပြီးအနိုင်ရှုံးဆုံးဖြတ်တဲ့မင်းမဟုတ်သေးပါဘူးလက်ရှိအချိန်ထိစိနေမှာဘုတ်အရမကောင်းစင်တယောက်ချင်းစီမေးထည့်တဲ့စနစ်နဲ့နေရောက်ပြီးမူလက yes ပေးထားတဲ့ Alaska လွတ်တော်အမတ် Lisa Makowski ကထောက်ခံမေးပေးတဲ့ဖက်မှာမရှိတာကြောင့်လက်ရှိအင်္ဂါနေ့မနက်အထိစိနေလွတ်တော်မှာ50 50တည်ရဖြစ်နေပါတယ် ၎င်းအပြင်မိန်လှွတ်တော်အမတ်ဆူဆန်ကိုလင်းကလည်းထောက်ခံမင်း yes မပေးသေးပဲဖြစ်နေပါတယ်။ဒို့တော်လည်း ren paw ကထောက်ခံမင်းပေးနိုင်တဲ့အနေအထားမှာရှိနေတာတွေ့ရပါတယ်။မိတို့အပြင်ဆိုစီကမို့90 90တည်ရဖြစ်သွားခဲ့ရင်ဒုတမတ JT Wens ကစန္ဒမဲထဲ့ခွင့်ရှိတာကြောင့်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ယခုမနေ့ Capital Hill Cine လွတ်တော်ရှိရာကို ရောက်ရှိနေပါပြီ။ ကန့်ကွက်မေးပေးတဲ့ Republican စနစ်လွတ်တော်အမတ်တွေအားလုံးကမေတီကိတ်ကန္ဓာကိုစိုးရင်ချလို့ဖြစ်တယ်လို့သိရပါတယ်။စနစ်လွတ်တော်မှာမေအနိုင်ရခဲ့ပြီးနောက်မှာဒီဥပဒေမူကြမ်းကို အောက်လွတ်တော်ကိုပြန်လည်ပေးပို့ရမှာဖြစ်ပြီးအဲ့ဒီမှာနောက်ဆုံးအကြိမ်မေခွဲဆုံးဖြတ်ရပါတော့မယ်။အဲ့ဒီနောက်မှာတော့ဓမ္မတာထရမ့်စပွဲပေါ်ကိုဆိုင်းထုတ်ဖို့ရောက်လာမှာပါ။ Senator Tom Tillis မှာ Big Beautiful Bill ကိုစတင်မဲ့ပေးလို့လက်ရှိမှာပါတီအတွင်းဝေဖန်မှုအမြင့်ဆုံးရောက်နေပြီး Trump ကလည်း2026ကြားဖြတ်ရွေးကောက်ပွဲမှာ Tom Tillis ကိုထောက်ခံမှာမဟုတ်ဘူးပြောနေချင်း Tom Tillis ကလည်းနောက်ချက်လူတော်နေရဝင်ပြန်တော့မှာမဟုတ်ကြောင်းပြင်းစင်ယူတော့မှာဖြစ်ကြောင်းတင်းငွေနဲ့ညနေမှာကြီးညာသွားခဲ့ပြန်ပါတယ် အနာယူတော့မှာဖြစ်လို့တမ်ဒါထရမ့်ကိုဆုံးကန်သွားတာလားလို့တော့မေခွန်းထုတ်เสียဖြစ်လာပါတယ်။ဒီမိုကရက်တစ်အမတ်တွေကတော့ထမ်တီလစ်ရဲ့တတိရှိစွာပြောဆိုမှုကိုချီးကျူးဂုဏ်ပြုနေကြပါတယ်။လွတ်တော်အမတ်ထမ်တီလစ်ကဒီဥပဒေမူကျမ်းသာတရားဝင်ဖြစ်သွားရင် North Carolina လူဦးရေ636,300ခန့် Medicaid ရနိုင်တဲ့အခွင့်အရေးဆုံးရှုံးနိုင်ခြင်းရှိတယ်လို့ထောက်ပြခဲ့ပြီးအကြံပေးအဖွဲ့ကဒီလိုဆိုးကျိုးဖြစ်လာနိုင်တာကိုတမ်ဒါ ထရမ်ကိုတေချာပြောပြခြင်းမရှိဘူးလို့ထရမ်ရဲ့အကြံပေးအဖွဲ့တွေကလည်းပြစ်တင်ဝေဖန်လိုက်တယ်လို့ရန်ဖောကလည်းဥပမာခေရရှိနေသူစစ်ကြောတန်းခန့် မေတီခေရနိုင်မှာမဟုတ်ကြောင်းထောက်ပြထားပါတယ်အလားတူပဲဒီမိုကရက်တစ်အမတ်တွေကလည်းတန်းနဲ့ချီတဲ့လူဦးရေတွေ food stamp မေတီခေတွေရမှာမဟုတ်ကြောင်းလူချမ်းသာဘီလီယံနာတွေကိုပိုချမ်းသာအောင်လုပ်နေချင်းတာဖြစ်ကြောင်းမှိုင်းတိုက်နေကြတဲ့အပေါ်မှာအင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကယ်ရိုလင်းကသူတို့ရဲ့ပြောဆိုမှုကမှန်ကန်မှုမရှိကြောင်းသူတို့ကနိုင်ငံရေးတမပီပီထရမ့်နာမည်ကောင်းမရစေချင်လို့ထိုးနှက်ချင်းတာဖြစ်ကြောင်း ပြောဆိုက ပေးချလိုက်ပါတယ် medicate food stamp အပေါ်မိခိုးနေတဲ့ကိုဝန်ဆောင်အမျိုးသမီးများကလေးငယ်များမတန်မစွမ်းများတက်ကြီးရွယ်အိုများရနေတဲ့အခွင့်အရေးတွေကိုချိခိုက်မှာမဟုတ်ဘူးလို့လည်းထပ်မံပြောဆိုသွားပါတယ် concrete ကဒီမိုအမတ်တွေက အလုတ်ကြိုးစားတဲ့ american အခွန်ပေးအလုတ်သမားတွေထက်တရားမဝင်ဝင်ရောက်လာဒုက္ခတဲ့တိတ္တမလေးတန်းကိုပိုကာကွယ်နေခြင်း စီသစင်တွေပေးတဲ့အခွန်နဲ့သူတို့ကိုထောက်ပံ့နေခြင်းကအသိပင်မရှိကြောင်းအလုတ်ကျုံးစားတဲ့အမေရိကန်အလုတ်သမားတွေပိုခံစားခွင့်ရှိတဲ့ကြောင်းယနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်ထိုနည်းတူပဲအိုက်တာဟိုလွတ်တော်အမတ်မှလည်းဘီလီယံနာရီအပေါ်ကောက်တဲ့အခွန်နှုန်းကကြောင်းလေးချင်းရှိမှမဟုတ်ဘူးလို့ယနေ့စီးနှိတ်ကြနာမှုမှာဆန့်ကျင်သူတွေကိုတုံ့ပြန်လိုက်တာတွေ့ရပါတယ်။ ဆိုတော့အထက်ပါတင်ပြမှုတွေက big beautiful being ရဲ့နောက်ဆုံးရတည်တင်းတွေပဲဖြစ်ပါတယ်။ဒီဥပဒေမူကြမ်းတရားဝင်ဖြစ်လာဖို့ကအထက်လွတ်တော်စနစ်ရဲ့လက်ထဲမှာရှိနေပြီး ဇူလိုင်4အချိန်မီအပြည့်တက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါကြီးဥပဒေအနိုင်ရခဲ့ရင်ချက်ချင်း update လုပ်ပေးပါမယ်နော်ကွန်ကရစ်ရဲ့အလွတ်လွတ်ပုံအသေးစိတ်ကိုတည်ချင်ရင် ကျမရဲ့ဗီဒီယိုမှာအသေးစိတ်ရှင်းပြထားတာရှိပါတယ်တွားကြည့်လို့ရပါတယ်နော်ကျမရဲ့ဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ချင်းနဲ့ပံ့ပိုးပေးဖို့လည်းတောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော် God bless you all thank you